အားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့ပြန်လဲ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့အဲကျွန်တော်တို့ Facebook လော့ချတဲ့ဓာတ်မှာ gain weight အောင်အဲလော့ချခဲ့ရင်တော့ဗောနော်69%ပြန်လို့ရရအောင် ျွန်တော်တို့ရဲ့ Facebook account ကိုဒါကျွန်တော်တို့ ID confirm တင်ဖို့လိုအပ်ပါတယ်အဲမှတ်ပုံတင်ထားဖို့လိုအပ်တယ်ပေါ့နော်ဟာကျွန်တော်တို့ရဲ့ Facebook account ကိုမှတ်ပုံတင်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Facebook account က180ပဲပိတ်ပိတ်အဲဘယ်လိုမျိုးအကြောင်းအရာကြောင့် log ကြကြပေါ့နော်ဟာဒါကျွန်တော်တို့ကလွယ်လွန်းတစ်ခုပြင်လို့ရတယ်အဲကျွန်တော်တို့မှတ်ပုံတင်တဲ့နေရာမှာလဲအဲကိုပိုင်ပေါ့နော်ဟာကို Facebook account ကောက်ကိုအဲလူတယောက်ကတစ်ခုတည်းသုံးတာကောင်းတယ်ကျွန်တော်တို့အဲကိုပိုင်အဲကိုရဲ့ name အမှန်ကန်ဘတ်ဒီအမှန်ကန်ပေါ့နော် ID တင်တဲ့ကတ်ကလည်းအမှန်ကန်လေးနဲ့အခုလိုမျိုးဒါကျွန်တော်တို့ ID တင်ထားမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook ကောက်ကလည်းလုံးဝမဆုံးရှုပ်ဘူးအဲကျွန်တော်တို့ Facebook မှာပေးဖွင့်ပြီးတော့ပတ်စံရှာနေတဲ့မိတ်ဆွေတွေလည်းကိုယ့်ရဲ့ Facebook အဲပေးရောက်အကောက်ကိုပေါ့နော်အဲဒီတိုင်းလုပ်လို့အပ်ပါတယ် Okay ဒါကိုကျွန်တော်ဒီနေ့ဒါမှတ်ပုံတင်တဲ့နီလန်းလေးကိုပေါ့နော်ဟာကျွန်တော်မျှဝေပေးမယ်အဲပထမရက်ကတော့ကျွန်တော် Birthday chain နာတို့အဲကျွန်တော် two step ခန္ဓာလို့ပြထားပြီးပြီးသွားပြီပေါ့နော်အဲအဲ့ဒါတွေလုပ်ပြီးမှပဲဒါကျွန်တော်တို့ကမှတ်ပုံတင်လို့ရတာပေါ့နော်အဲကျွန်တော်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ပေးထဲမှာဝင်ကြည့်လိုက် Okay ဒီနေ့တော့ဒါကျွန်တော်မှတ်ပုံတင်တဲ့နီလန်းလေးကိုမျှဝေပေးမယ် โอเคဒါဆိုရင် Facebook ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်အဲ Facebook ထဲကိုရောက်လာပြီဆိုရင်အဲ့ဒီမြင်းချောင်း၃ချောင်းရှိတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်အဲပြီးသွားရင်ကျွန်တော်တို့ဒီမှာပင်နေရာလေးကိုတစ်ချက်ထပ်နှိပ်မယ်โอเคဒီနေရာမှာစီမိုးရဲ့ကောက်စင်တာအပြာလေးကိုတစ်ချက်နှိပ်မယ်အဲဒီနေရာမှာအဲကျွန်တော်တို့ personal detail ပေါ့နော်အဲဒီနေရာလေးကိုတစ်ချက်သွားမယ်โอเคသွားပြီဆိုရင်အဲတကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေက အမနာကဗီဒီယိုသွားကြည့်လိုက်ပါတော့ two step တွေပါလေခံထားတာတို့အဲဒါတွေကကျွန်တော်ရေးမိတ်ဆွေအရင်လုပ်ဖို့လိုအပ်တာပေါ့နော်အဲ two step ခံတာတို့ဒီ birthday တွေချိန်တာတို့အနာမည်တွေချိန်တာတို့ကျွန်တော်ရေးမိတ်ဆွေချိန်တယ်မှာပေါ့နော်အတကယ်လို့ birthday ချိန်တော့ဆိုတော့ဒီနေရာကိုနှိပ်ပြီးတော့ဒါအမှန်ကန်ချိန်လို့ရတယ်ပေါ့နော်ဟာဒီနေရာမှာချိန်ပါ okay ပြီးတော့ဆိုရင်ကျွန်တော်ကတော့ ID တင်ပြမယ်ပေါ့နော်ဟမ်မပွန်တင်ပြမှာဖြစ်တဲ့အတွက်ဒီမှာ identity ကိုမှ mission ပေါ့နော်အဲဒီနေရာလေးတဲ့ကိုဒီအကြောင်းလေးကိုတစ်ချက်နေလိုက်မယ် โอเคဒီတိုင်းပေါ်လာမယ်ဒါမှမဟုတ်ဒီတိုင်းပေါ်လာရင်ဒီအပြာကြောင်းလေးပေါ့နော်အဲ confirm you are in ဒီအပြာကြောင်းလေးကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ဒီလိုမျိုးလေးထပ်ပေါ်လာဒီလိုင်းနှစ်ခုထပ်ပေါ်လာတယ်ပေါ့နော်အဲပေါ်လာရင်ဒီအပေါ်ကနေရာလေးပေါ့နော်အပေါ်ကြောင်းလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်โอเคဒါဆိုရင်ဒီတိုင်းလေးပေါ်လာမယ်ဒီတိုင်းပေါ်လာပြီဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီနေရာမှာ country ရေးရမှာပေါ့နော်အဲကျွန်တော်ကဘယ်နိုင်ငံကတင်มาလဲပေါ့နော်အဲဒါကျွန်တော်ရဲ့မိဆွေကိုနေတဲ့နိုင်ငံကိုရွေးဖို့လိုတယ်အဲဒီနေရာလေးပေါ့နော်ဒီမှာအပြာလေး status slash ဆိုတာရှိတယ်ပေါ့နော်အဲဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ဒီနေရာမှာရှာပေါ့နော်ရှာခက်တဲ့ဒီရှက်ပေါ့လေး မှာရေးတယ်ပေါ့နော်အဲမိတ်ဆွေနေတဲ့နိုင်ငံကိုရေးလိုက်အဲကျွန်တော်ကတော့ထိုင်းလန်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ထိုင်းလို့ရေးတယ်မယ်ဒီတော့ရေးတာပေါ်လာတယ်ပေါ့နော်အဲမှာထိုင်းလန်ဆိုထိုင်းကိုနှိမ့်လိုက်โอเคဒါဆိုရင်အဲကျွန်တော်ရဲ့နေတဲ့နေရာကထိုင်းလန်တဲ့မှာဖြစ်သွားပြီနော် အဲဒါစိမ့်နေတာကအဲကျွန်တော်က2 step ခံရတာဖြစ်တဲ့အတွက်စိမ့်နေတာပေါ့နော်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေက2 step မခံနေဆိုရင်အကောက်ကို2 step ခံရဖို့လိုတယ်အဲဒီမှာ2 step ခံရတယ် on နေတယ်ပေါ့နော် okay အဲဒါဆိုရင်2 step ပြီးတာဆိုရင်ထိုင်းလန်နဲ့ခြားတာပြီးသွားပြီဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာအဲ2 step မခံရဘူးဆိုရင်ဒီနေရာက စိမ့်မှာမဟုတ်နော်မရဘူးနော်စိမ့်အောင်လုပ်ဖို့လိုတယ်အဲ2 step ခံနေကိုမနေ့ကကျွန်တော်သင်ပေးတာရှိတယ်ဝင်ကြည့်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ဒီမှာ next တော့ဒီမှာထိုင်းလန်ရွေးထားတယ်နော်အဲကျွန်တော်ရဲ့မိတ်ဆွေကကိုနေတဲ့နိုင်ငံရွေးပြီးတော့ okay ပြီးပြီဆိုရင် next ကိုတစ်ချက်ထည့်နေမယ် okay ဒီတိုင်းပေါ်လာမယ်ဒါဆိုရင် ျွန်တော်က yes ကိုဒီကိုနေနေဘောနော်အဲ့ဒီနေအောင်နေမယ်။ Okay ဒါဆိုရင်အဲသူကဒီတိုင်းထပ်ပေါ်လာမယ်ဒီမှာလည်းထိုင်လာဘောနော် Okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ရဲ့ ID ဘောနော်ဟာ personal ID တဲ့မှာဖြစ်တဲ့အတွက်အပေါ်ကကဘာလုံးလေးနဲ့ရှိတယ်ဘောနော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက် โอเคဒါဆိုရင်အဒီတိုင်းပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာတင်လို့ရရပါတော့ဟာကျွန်တော်တို့ကဒီမှာအတချို့ကြောက်လဲ Science Saturn Phone နဲ့တင်မယ်ဆိုတော့ဒီရောက်ကသွားရတာပေါ့နော်ဟာကျွန်တော်တို့ကအဲထိုင်းနိုင်ငံမှာတချို့အဲကျွန်တော်ရင်မောင်းလိုက်စင်းတို့တို့လို့သမားကတ်တို့ပေါ့နော်ဒါမျိုးကတ်တွေနဲ့ကျွန်တော်ကတင်မှာဖြစ်တဲ့ ID ကတ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကအဲ upload your ID ပေါ့နော်အဲဒါဆိုရင်ဒီအပေါ်မှာလေးမှာ အဲ့ဒါလိုလေးချစ်လေးချစ်လိုက်အလိုလိုဆက်ချလိုက်အောက်မှာ next ပေါ်လာတာပေါ့နော်ဟာမချသေးတော့မပေါ်သေးဘူး okay ဒါဆိုရင်ကျွန်တော်က next ကိုနေရမယ်အဲ့ဒါဆိုရင်ဒီတိုင်းပေါ်လာပြီပေါ်လာပြီဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာ passport နဲ့တင်ပါလားမောင်းလိုက်စင်တာဒါကြီးကကျွန်တော်ရဲ့မိတ်ဆွေအဲ့ကိုလက်ထဲမှာရှိတဲ့အရာတွေနဲ့တင်လို့ရတယ်ပေါ့နော်ဟာဒီစီဒီရှိုးမွာလေးကိုနှိမ့်လိုက်မယ်ဆိုတော့ထပ်ပြီးတော့ပေါ်လာသေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေအရှိုးမွာလေးကိုတစ်ချက်နှိမ့်လိုက် အနှိမ့်ပလာဒီထဲမှာဗောနာဆာယဆာတန်းနေနဲ့တင်းနေဘီစတာကတ်ချို့ဆိုရင်ဘာမှမရှိရင်ကျွန်တော်တို့အဲဘန်ကတ်တွေဗောနာဘီစတာဒါမျိုးကတ်တွေနဲ့လည်းတင်လို့ရတယ်ကျွန်တော်တော့မလုပ်ဘူးသေးဘူးဗောနာအဲဒါမျိုးကတ်တွေနဲ့လုံးလို့ရမှာပါဒါဒါမျိုးပါလာလို့လွယ်ပါပဲ โอเคဒါဆိုရင်ကျွန်တော်ကဒီနေ့ထိုင်းနိုင်ငံမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က password သမားဆိုရင်လည်း password ဒီနေရာကတွားလို့ရတယ်เนาะအဲဒီနေရာတွားပြီးတော့ password scan ရိုက်ဝင်ပေါ့เนาะအဲကျွန်တော်ကဒီမှာ license သမားဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ကတော့ national id card ပေါ့เนาะ id card နဲ့လောသမားကနေတဲမှာဖြစ်တဲ့ဒီနေရာလေးဟိုဒါကျွန်တော်ကအဲဒီလိုမျိုး asset လေးချလိုက်မယ်เนาะ asset ချလိုက်ပြီဆိုရင်တကယ်လို့ကျွန်တော်ရဲ့ mix ကကိုယ့်ရဲ့လက်ထဲမှာရှိတာလား id card ကပေါ့เนาะ အဲဒါမှမဟုတ်လို့တရားရုံးကပေးထားလို့ဓာတ်ပုံရိုက်ထားတာပေါ့နော်ဖုန်းထဲမှာရိုက်ပြီးတော့ဓာတ်ပုံရိုက်ပြီးတိမ့်ထားတာရှိတာလားအဲဒါကျွန်တော်ရဲ့ message ကရွေးချယ်ဖို့လဲတကယ်လို့အဲလက်ထက်မှာရှိတယ်ကျွန်တော်ဒီထဲစကန်ရိုက်မှာဆိုရင်တော့အဲဒီမှာအမှန်လေးချစ်မယ်ချစ်ပြီးတော့အဲကျွန်တော် next ကိုတစ်ချက်သွားမယ်အဲသွားလိုက်ရင်ဒီထဲပေါ်လာရင်ဒီမှာအောက်မှာအပြာလေးပေါ့နော်ဟာ gas test ဆိုတာရှိအဲ့နေရာလေးချက်နေလိုက်နှိမ့်လိုက်တာနဲ့အဲကျွန်တော်ကဒီတိုင်းလေးပေါ်လာမှာပေါ့နော်ဟာကျွန်တော်တို့တင်တဲ့နေရာမှာလည်းအဲဒီလိုမျိုးပေါ့နော်ဟာကျွန်တော်ချက်ပြပေးမယ်အဲဒါလို့ဒီမှာပန်းရောင်ကပ်ပေါ့နော်ဒီလိုမျိုးပန်းရောင်ကပ်လေးရတယ် အဲနောက်တစ်ချက်ကကျွန်တော်တို့အဲဒီမှာ web permit တွေပေါ့နော်အဲဒီလိုမျိုးအဲကျွန်တော်ကတော့အဲဒီလိုမျိုး web permit တဲ့ဖြူလေးတွေပေါ့နော်အဲဒီလိုမျိုးလေးတွေရတယ်အဲကျွန်တော်ရဲ့မရှိကကိုတင်နေတဲ့အရာတို့ခုတင်ပေါ့နော်အဲကျွန်တော်ကပန်းရောက်ကန်နဲ့အဲကျွန်တော်တင်မယ်ပေါ့နော်အဲ birthday တွေရတယ်အဲပန်းရောက်ကန်တဲ့ကချိန်နေတာဖြစ်တဲ့အတွက် okay ဒီတိုင်းလေးပေါ့နော်အဲဒီတိုင်းချိန်မယ်အဲကျွန်တော်ဘေးနားချက်ကျင်တော့အစိမ့် white လေးပေါ်လာမယ်ကျွန်တော်ကတော့ဒါ policy ရကျွန်တော်လက်မကြီးနဲ့အုပ်ထားတာပေါ့နော် okay ဒီတိုင်းလေးပေါ့နော်အဲကျွန်တော်ပြပေးမယ် အဲကျွန်တော်က policy ရအုပ်ထားတာဗောနော်အဲ့ဒီနေရာမှာအဲဒီလိုမျိုးလေးအားလုံးစိမ့်သွားမယ်နော်စိမ့်ပြီးတော့သူက flat တယ် okay ဒီလိုမျိုးအကွက်ကြားလေးပေါ်လာပြီးတော့ okay ဒါဆိုရင်ဒါဒါဒီရသွားပြီဗောနော်ကျွန်တော်ကရိုက်ရှာမလို့ဘူးနော်ကိုကတဲ့အောင်ချိန်ပေးရုံပဲဘာမှလုပ်ရှာမလို့ဘူးအဲကိုလက်ထက်ကနေပြီးတော့တဲ့အောင်ချိန်ပဲချိန်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီဒီ submit ဆိုတာကိုနှိပ်ရမယ်ဗောနော်ဟာဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေရဲ့ အကောက်ကမှတ်ပုံတင်လိုက်ပါတော့ကျွန်တော်ကတော့နှစ်ချက်ပြပေးချင်တယ်ပါတော့အဲတချို့ကြတော့လေအခုလိုမျိုးလက်ထဲမှာမရှိဘူးဒါပေမဲ့တယောက်ကဓာတ်ပုံရိုက်ပြီးရှိတယ်ပါတော့အဲဓာတ်ပုံရိုက်ပြီးရှိတဲ့မိတ်ဆွေဖုန်းထဲမှာရှိတယ်ပါတော့ဓာတ်ပုံရိုက်ထားတာโอเคဒါကိုနောက်တစ်ချက်ထပ်ပြပေးမယ်ပါတော့အဲဒါဆိုရင်ကျွန်တော်နောက်ပြန်ဆုံးလိုက်မယ်နော်ဒီနေရာကစမစ်နှိမ့်လိုက်နေရပြီပါတော့အဲဒါဆိုရင်နောက်တစ်နည်းထပ်ပြပေးမယ်နော်အဲနောက်ပြန်ဆုံးမယ်အဒီနေရာမှာပေါ့နော်အဒီနေရာမှာโอเคဒါဆိုရင်တယောက်ကကျွန်တော်တို့ ID ကပ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အဲ အဲပေးထားတာရှိတယ်ဖုန်းထဲမှာရှိတယ်ပေါ့နော်ဖုန်းထဲမှာဘယ်လိုမျိုးသွားမလဲဆိုရင်အဲကျွန်တော်ရေးမချခုနကတော့နှိမ့်တိုင်းနှိမ့်တိုင်းအဲဒီမှာကျွန်တော်တို့ ID ကနေဆိုတော့ ID ပေါ့နော် password ဆိုတော့ password ပေါ့နော်အဲ mouse နဲ့ဆိုတော့ကိုယ်မရှိတဲ့အရာကိုဒီလိုမျိုး check မှတ်ပေးထားပေါ့နော်ဒီလိုမျိုး secret ချပြီးတော့အဲဒီအောက်မှာအပြာလေးပေါ့ဒီအပြာချောင်းလေးပေါ့နော်ဒီစာချောင်းနေ့ကိုမဟုတ်ဘူးနော်ဒီအပြာချောင်းလေးရှိတယ်အဲ့ဒါလေးကိုချက်ထက်ချက်ထက်နေလိုက်အဲထက်နေလိုက်ရင်အဲသူကဒီလိုမျိုးလာပြတာပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီနေရာမှာ ဖုန်းထဲမှာရှိတဲ့မိတ်ဆွေတွေပေါ့နော်အဲလက်ထဲမှာမရှိဘူးဖုန်းထဲမှာတက်ပေါ်ရိုက်ထားဆိုရင်တော့အဲဒီနေရာကိုသွားမယ်ဒီနေရာသွားရောကိုဖုန်းထဲမှာရှိတာကိုထည့်ပေါ့နော်ဒါကတော့အရှိချမ်း အဲကျွန်တော်မှာတော့မရှိတဲ့တော့ဗောနော်ဒါပေမဲ့ပြပေးတာဗောနော်အဲဒါကတော့အရှိဒါကတော့အရှိအနောက်ရေမဟုတ်ပါဘူးကြိုက်တဲ့နေရာထည့်လို့ရတယ်အရှိနဲ့နောက်နဲ့တော့ရိုက်ထားဖို့လိုတာဗောနော်အဲရှင်းရှင်းလေးရိုက်ထားပါရိုက်ထားပြီးတော့တအားကြီးလေးရိုက်ထားတဲ့တက်ဖို့အနောက်ဆွဲမကတ်တာနေဗောနော်တအားကြီးဆွဲကတ်ထားရင်လည်း confirm မဖြစ်ဘူးနည်းနည်းလေးတော့ခွာတာဗောနော်အဲဖုန်းနဲ့ရိုက်ထားတဲ့ဆိုတော့ပုံစံမျိုးလေးဖြစ်အောင်ဗောနော်အဲတချို့ကျတော့ crawl လုပ်ထားတာကအဲ ID card ကိုလုံးဝအနားကြီးကိုကတ်ပြီးယူထားတာဗောနော်ဒါမျိုးလို့ဆိုရင် confirm မဖြစ်ပါဘူးနည်းနည်းလေးခွာထားဗောနော် အဖုန်းနဲ့ရိုက်ထားရဲဆိုတဲ့ပုံစံမျိုးလေးဖြစ်အောင်โอเคဒါကတော့ဖုန်းထဲမှာရှိတဲ့နီလန်းလေးပေါ့နော်ဒီတိုင်းလေးလှုပ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီနှစ်ခုဖြစ်နိုင်တဲ့အောက်ကအပြာလေးဒီမှာကျွန်တော်မျှလေးချက်ဒီနှစ်မှာစမိတ်ကပေါ်လာမယ်ဆိုတော့ပြာလေးပေါ်လာမှာပေါ့နော်ဟာကျွန်တော်ကမထည့်ထားတဲ့မပေါ်တာပေါ့နော်โอเคပေါ်လာပြီဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာထည့်ပြီးတော့စမိတ်ကိုနှိပ်တဲ့ထားနဲ့ကျွန်တော်ရဲ့မိတ်ဆွေရဲ့အကောက်ကဒါကျွန်တော်တို့မှတ်ပုံတင်လာပြီပေါ့နော်အဲတကယ်လို့သူကမှတ်ပုံတင်လာအောင်လားမအောင်လားဘယ်မှာလာပြန်ကြည့်ရလဲဆိုရင်ကိုယ့်ရဲ့ Facebook လေးမှာလာပြန်ကြည့်ပေါ့နော်ဒီတို့ notify လေးမှာ သူက notify လေးမှာလာပြပေးတယ်ဗောနအဲ့ဒီ notify ကိုနှိပ်လိုက်နှိပ်လိုက်တကယ်လို့ဒီနေရာမှာခေါင်းလောင်းပုံနေတဲ့ ID confirm ဖြစ်တယ်ဆိုရင်ခေါင်းလောင်းလေးနဲ့ပြန်ရောက်လာဗောနအဲ့သူက48နာရီပြောပေးမယ်48နာရီမကြဘူးအခါကျရင်15မိနစ်အခါကျရင်နိုင်ဝယ်ခါကျရင်တနိုင်ပေါ့နော်ဒါတော့အတိအကျမရှိဘူးအဲ့ဒီလောက်ပါပဲ48နိုင်တော့မကြောက်ဘူးပေါ့နော်ဟာသူကခေါင်းလောင်းလေးနဲ့ပြန်ရောက်လာတယ်အဲကျွန်တော်ရဲမိတ်ဆွေကနှိပ်ကြည့်လိုက်အဲနှိပ်ကြည့်လိုက်လို့ခုနကနေရာမှာအစင်းလေးတွေအမှန်ချစ်လေးတွေနှစ်ခုဖြစ်နေတယ်ဆိုရင်တော့ ဒါ confirm ဖြစ်သွားပြီအောင်သွားပြီပေါ့နော်အဲတကယ်လို့မအောင်သေးဘူးဆိုရင်အဲသူကဘယ်လိုမျိုးလက်ပြန်ပြလဲဆိုတော့တခုကချက်ချင်းကလေးနဲ့လာပြတာပေါ့နော်အဲချက်ချင်းကဖြစ်နေတော့မအောင်ဘူးမအောင်သေးဘူးဆိုရင်တော့ကျွန်တော်ရဲ့မရှိကမအောင်မချင်းတာတင်အဲတစ်ခါမြိုင်နှစ်ခါနှစ်ခါမြိုင်သုံးခါပေါ့ okay ဒါဆိုအဲ့လိုမျိုးသုံးနေခါတည်လို့မကိုရဟာကမအောင်သေးဘူးဆိုရင်ကျွန်တော်ရဲ့မရှိကဘာလက်လို့ရအောင်လဲဆိုတော့အဲ birthday တွေလွဲနေတာလားနာမည်လွဲနေတာလား profile ကိုလည်းကိုရဲ့အမှတ်ပုံတင်ထည့်ရတိုင်းချိန်လိုက်ရင်တော့ဒါပို့ပြီးတော့အဲကောင်းတာပေါ့နော်ဟာကျွန်တော်တို့ကတော့အဲ ကိုပိုင်ပဲတာလို့ပေါ့နော် profile မှာလည်းကိုပိုင်ပုံပဲထားတယ်ပေါ့နော်ကိုပိုင်မဟုတ်လဲထားလို့မရောက်လဲဆိုရတာလည်းရပါတယ်ဒါပေမဲ့ထားပြီးတော့စမ်းကြည့်ဖို့အကျွန်တော်ပြောတာပေါ့နော်အဲဒီတိုင်းမှတ်ပုံတင်ထားမယ်ဆိုရင်ကျွန်တော်ပြောလို့ပေါ့နော်ဒါကျွန်တော်တို့ရဲ့အကောက်ကမဆုံးရှုံးဘူးဆုံးရှုံးသွားတဲ့ပေါ့နော်အဲကိုယ့်ရဲ့အကောက်ကိုကိုပိုင်ပေါ့နော်လှုပ်ထား ID တင်ထားတာဖြစ်တဲ့အတွက်အဲ180ပဲလော့ကြကြဘယ်လိုပဲလော့ကြကြသွားတာ ਨੇ ဒါကျွန်တော်တို့ကအရင်တော့ကတော့ကျွန်တော်တို့က အဲဟိုကလေးဖြည့်ဒီကလေးဖြည့်လောက်နဲ့ပြန်ရတယ်ပေါ့နော်အခုနောက်ပိုင်းကဒါကျွန်တော်တို့မရဘူးအဲမျက်နှာတွေပါပေါ့နော်အဲမှတ်ပုံတင်ထဲ ID တင်ထားတဲ့မှတ်ပုံတွေကတ်ထဲရလူရဲ့မျက်နှာပေါ့နော်ဒါစကန်တွေပါတွေသူကပြန်တောင်းနေပေါ့နော်အဲဒီလိုမျိုးပြန်ဖြည့်ပေးလိုက်တာနဲ့အနိုင်ဝက်လောက်နေတာနဲ့အဲကျွန်တော်180ကလည်း AC ပဲပြန်ကြော်လို့ရပါတယ်ဟုတ်ကဲ့ပါအဲ Facebook account တော့ကိုကျွန်တော်ကတော့လူတယောက်ကို Facebook တကောက်ပဲအသုံးပြုပြီးတော့ပေါ့နော်လုံးဝအဲ personally အသုံးပြုတဲ့ account လေးကိုအခုလိုမျိုးပေါ့နော်အဲလုံးဝအမှန်ကန် ID ကိုမှန်တင်ပြီးတော့အဲဒီတိုင်းဒီသုံးဖို့အကြံပြုပြရသည် ောက်တစ်ချက်ကကျွန်တော်တို့ Facebook page ဖွင့်လာပြီးတော့အဲကျွန်တော်တို့ပေးရောက်အနေနဲ့အကောင့်တွေလည်းဒါကျွန်တော်တို့ blue map တွေပါလေမလျှောက်နိုင်ဘူးဆိုရင်လည်းလုံးဝဒီတိုင်းလှုပ်ထားပေးဖို့အကောင်းဆုံးပါပဲတကယ်လို့ဒီတိုင်းမလှုပ်ထားဘူးဆိုရင်ပတ်စံဝင်တွေကမှလော့ချသွားရင်တိုင်ပတ်သွားနိုင်ပါတယ် okay ဒါလေးကအဲဒီနေရာမှာဒါအချံပြူတဲ့စကားလေးပြောလိုက်တာပါအဲကျွန်တော်တို့ပေးရောက်အတမေဆိုတော့ဒီကတ်ထက်ရတိုင်းပဲပေါ့နော်ဟာဒါကျွန်တော်တို့ပေး Facebook ပေးမှာပတ်စံရှာနေရဆိုရင်လည်း အမှတ်ပုံတင်ထားတဲ့ကတ်တိုင်းပဲဘန်ကပ်ဖွင့်တာတို့အပေးအောင်အဒမင်ချိန်တာလေးနေပေါ့တိုင်ဖို့ဖြေတာဒါတွေကိုအားလုံးသုံးခုလုံးတူအောင်လုပ်ပြီးတော့ပေါ့နော်အဲဒါကျွန်တော်တို့အကောင့်ဆုံးကိုသာကျွန်တော် sharing လုပ်ပေးတာပါဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့အဲဒီလောက်ပါပဲဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်